မြန်မာလူငယ်တွေအတွက်ဂျိုရှူဝါဘန်ရဲ့အားပေးစကားပေးသမျှလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျိုရှူဝါဘန်ကအခုမှ20ကျော်အရွယ်လူငယ်လေးပဲရှိပါသေးတယ်ဒါပေမဲ့သူကအရွယ်နဲ့မလိုက်ဖက်အောင်ထင်ရှားကြော်ကြားနေပါပြီ US မှာရှင်ပြိုင်ခွင့်ရတဲ့ပထမဆုံးမြန်မာပြည်ပွားတဦးဖြစ်ဗန်ကထင်ဝါနေခဲ့ပါတယ်အခုဆိုရင် USC မှာချန်ပီယံကပတ်မျောလင်းခွင့်ရှိတဲ့အထိဗန်ကအောင်ပြနေပါပြီဗန်ကလူငယ်တဦးဖြစ်ပေမဲ့အပျော်ပါမမတ်ပါဘူးဘဝကိုလွတ်လပ်ပေါ်ပါစွာဖြည့်သန်းနေပြီမဲ့ရီမန်းချက်ကြီးမားလုံးသူပါ ဖခင်မရှိတဲ့နောက်ပိုင်းမိသားစုရဲ့ခေါင်းဆောင်ကောင်းဖြစ်မာမမက်မက်ယက်တီနေပါတယ်ဘရူနိုဆေးဘားကိုအနိုင်ယာပြီးတဲ့နောက်ရလာတဲ့ထိုးကြီးတွေနဲ့အမေဖြစ်သူကိုအိမ်အစ်တစ်လုံးဝယ်ပေးခဲ့သူပါမိသားစုကိုတိတက်လွန်းလို့လေဖန်တယောက်အခုလိုမျိုးအောင်မြင်ပြီးရင်အောင်မြင်နေတာဖြစ်ပါတယ်ဖန်ကနိုင်ဝဲရလို့အပေါ်စုခြင်းနဲ့စပွန်ဆာကြီးပေါင်းရင်ဒေါ်လာ3သိန်းလောက်ရမယ်လို့သိရပါတယ်အမေရိကန်ဒေါ်လာ3သိန်းဆိုတာဟာမြန်မာငွေကြေးနဲ့ဆိုရင်သိန်း9000လောက်ရှိပါလိမ့်မယ်ဖန်ကတစ်နှစ်ကိုပြန်ပြ၄ဝဲလောက်ထိုးမယ်ဆိုရင်သိန်း1000ကနေဝင်ဝင်ရှိမှာပါ ဗန်ကအညွန့်တလူလူနဲ့ USC မှာဆက်လက်ပွဲခံနိုင်မဲ့သူပါမက်ဂရီဂေါ်တို့လည်းထိုးချေတောင်းကနန်းကနေဒေါ်လာတန်း10ချီအထိမြင့်တက်လာခဲ့သူပါခါပြီးဆိုရင်ထိုးချေ6တန်းလောက်ရခဲ့ဘူးပါရီဗန်ကနဲ့အဲ့ဒီလိုဘဝမျိုးကိုပိုင်ဆိုင်လာနိုင်ပါရီ US မှာမြန်မာအကုံဆောင်တဲ့ Van Lo Fighter မျိုးရှိတာတိတ်ပြီးဂုံယူစရာကောင်းပါတယ် Van အမြဲတမ်းလွှမ်းမောနေတဲ့ရုံဝတ်တစ်ခုကအမိပြင်းမြန်မာနိုင်ငံပါပဲမြန်မာနိုင်ငံမှာနေစဉ်ကာကဒုက္ခပေါင်းစုံရင်ဆိုင်ရပြီးအာဏာရှင်တွေနှိပ်စက်တာခံရပေမဲ့ Van ကအခါခွင့်သိရင်ပြန်လာခြင်းနေပါတယ် Van ကမြန်မာနိုင်ငံမှာအသက်10နှစ်ထိနေခဲ့ပြီးစီဘေးရှောင်းရအောင်မလေးရှားနိုင်ငံကို သူမိသားစုကပြောင်းခဲ့ရတာပါကျွန်တော်ရဲ့ဘဝကအမြဲတမ်းရုန်းကန်တိုက်ခတ်ခဲ့ရပါတယ်မြန်မာနိုင်ငံနဲ့အချင်းတွေကအမြဲတမ်းဆိုးပါတယ် ကျွန်တော်မိဘတွေကပညာရေးနဲ့လောက်ကန်ခွင့်လန်းတွေပိုကောင်းအောင်အမြဲတမ်းတွေးတောနေခဲ့ပါတယ်။ကျွန်တော်တို့အတွက်အမြဲတမ်းစဉ်းစားပေးနေခဲ့ပြီးလူအခွင့်အရေးနဲ့တရားမျှတမှုရှိတဲ့နိုင်ငံကိုပြောင်းရွှေ့ခြင်းခဲ့ကြတယ်လို့ပြန်ပြောပြပါတယ်။မလေးရှားရောက်ပြီး၃နှစ်ကြာမှဗန်နိုမီသားစုကအမေရိကန်နိုင်ငံဟော့စတန်ကိုပြောင်းရွှေ့အခြေချခဲ့ပါတယ်။အာရှာသွေးပါတဲ့ဗန်ကဘရုစ်လီကိုလည်းသဘောကျသူဖြစ်ပါတယ်။စထရိုက်ဖိုက်ပွဲတွေကိုလည်းဆွဲလန်းနေသက်ခဲ့ပြီးတဲ့ဗန်က2020ခုနှစ်မှာအပြော်ရန်တိုက်ခိုက်ရေးကစားသမားဖြစ်လာခဲ့ပါတယ်။2021ခုနှစ်မှာပရိုကစားသမားဖြစ်လာပြီး2024ခုနှစ်ဇွန်လ 2014ရဲ့မှာ UFC နိုင်ပွဲရတဲ့ပထမဦးဆုံးမြန်မာနိုင်ငံသားဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။မြန်မာပြည်မှာနေခဲ့တဲ့အချိန်တွေကိုကျွန်တော် မှတ်မိနေပါသေးတယ်။ကျွန်တော်9နှစ်10နှစ်လောက်ပဲရှိသေးပေမဲ့တချို့အရာတွေကိုကောင်းကောင်းမှတ်မိနေပါသေးတယ်။တကယ်အမ်းအသင့်စရာကောင်းခဲ့တဲ့အမှတ်တရတွေပါ။ဒူရိုင်းကတယောက်နဲ့တယောက် ခင်မိရင်းနှီးကြပါတယ်။တယောက်ကိုတယောက်ကူညီကြတယ်။အပြန်အလှန်လေးစားမှုရှိကြတယ်လို့ဖန်ကပြောပြပါတယ်။ ဖန်ကခေစိုးကြီးတဲ့လမ်းပြောင်းနေတဲ့မြန်မာလူငယ်တွေစိတ်တက်မကြဖို့အားပေးပါတယ်လူတိုင်းမှာပါရမီရှိပြီးအဲ့ဒီပါရမီကိုအကောင်းဆုံးအသုံးချပါလို့ဖန်ကတိုက်တွန်းခဲ့တာပါအာကစားနုပညာစတဲ့ပါရမီတွေထက်မြက်ရင်လည်းဘဝမှာရှင်သန်နိုင်ပါတယ်ကြော်ကြသူဘဝကိုပိုင်ဆိုင်နိုင်ပါတယ်ကိုပါရမီကိုသိအောင်လုပ်နိုင်ရင်အောင်မြင်မှုဆိုတာရှာတွေ့ဖို့ပိုပြီးလွယ်ကူလိမ့်မယ်လို့ဖန်ကမြန်မာလူငယ်တွေအထွတ်မြတ်တာစကားပြောခဲ့ပါတယ် ဖန်ကမကြခင်မှာသူ့ရဲ့ fighter ပွားအတွက်အေးပါဆုံးပွဲတစ်ပွဲကိုထိုးရပါတော့မယ်။အဲ့ဒီပွဲမှာနိုင်ပွဲရယူပြီးညမာလူငယ်တွေအတွက်လမ်းများကျဖြစ်ဖန်ကဆက်ရှိနေမှာပါ။အဆုံးတိကျကျပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။